်မင်္ဂလာပါဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းလေးကတော့ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ဒုတွေတည်ထားတဲ့အကြောင်းလေးပါဘာဖြစ်လို့လက်ရှိမြန်မာပြည်ကနေအလဲလာတဲ့ဒုတွေပဲဖြစ်ဖြစ်ထိုင်းမှာရောက်နေတဲ့ဒုတွေဖြစ်ဖြစ်ထိုင်းနိုင်ငံဟာမြန်မာပြည်သားတွေအများဆုံးရှိတဲ့တိုင်းပြည်တစ်ခုပါအဲ့တော့ကျွန်တော်တို့သတို့နိုင်ငံအရေးကြီးတဲ့ကိုယ်နဲ့ပတ်သက်တဲ့ဥပဒေတွေကိုမတည်ထားလို့မရပါဘူးဒါကြောင့်မို့လို့ဟိုနောက်တစ်ခုရှိတာကကျွန်တော်ထိုင်းမှာနိုင်ငံတကာတန်ယုံနေဆိုတာကသတို့ တန်ယုံတွန်းပွင့်နေဆိုတာနှစ်နိုင်ငံဆက်ဆံရေးအတွက်လည်းဖွင့်တယ်လို့အဲ့ဒီနိုင်ငံကိုရောက်နေတဲ့ကိုယ်နိုင်ငံသားတွေကိုကူညီဆောက်ရှောက်ဖို့အတွက်လည်းပါတယ်အဲ့တော့လက်ရှိမြန်မာပြည်မှာထိုင်းမှာကြတော့ခဏကပြောတယ်ကျွန်တော်နိုင်ငံအစိုးရမဲ့နေတဲ့တိုင်းပြည်ဖြစ်တယ်အဲ့တော့ထိုင်းမှာရှိတဲ့တန်ယုံအနေနဲ့ကလည်းခဏကပြောသူတို့အလုံးလုံးတဲ့နေရာမှာပြည်သူအတွက်ထဲထဲဝင်သူတို့မလုပ်နိုင်ဘူးဒါအားလုံးအသိပဲအဲ့ဒီအချိန်မှာကျွန်တော်ပြည်သူတွေအနေနဲ့ကိုယ်ဘေးကိုကြိရှောင်ကြဖို့လိုအပ်ပါတယ်အဲ့ဒါကတော့အခုထိုင်းနိုင်ငံမှာအရက် ရောင်းချတဲ့သူကိုဖမ်းမှာတော့မဟုတ်တောက်တုံးတဲ့သူကိုပဲဖမ်းမဲ့အဆင့်ဖြစ်တော့ပြီဒါပေမဲ့ဘယ်အဲ့ဒါကိုဘယ်လိုဖမ်းမှာလဲဆိုတော့အချိန်နဲ့ပေါ့နော်ပုံမှန်အတိုင်းမနေ့7နာရီကနေနေ့ခင်း2နာရီထိရောင်းဝင်ပေးထားပါတယ်ညနေ9နာရီကနေည7နာရီထိရောင်းဝင်ပေးထားပါတယ်ဒါ1982ဥပဒေကမြန်မာသူတို့နိုင်ငံရဲ့ဟိုအရင်တည်းကချမှတ်ထားတဲ့ဥပဒေပါအဲ့ဒီဥပဒေအတိုင်းကိုကျွန်တော်ရောင်းလာခဲ့တာအရင်ခေတ်ကအရင်တော့အခုတောက်လျှောက်ပေါ့နော် အဲ့ဒီအချိန်မဟုတ်ဘဲနဲ့အခြားအချိန်မှာရောင်းလို့ရှိရင်ရောင်းတဲ့ဆိုင်တွေကိုဖမ်းပါအေးအေးမှုလုပ်ပါလေဒါပေမဲ့အခုဥပဒေအတက်ပြဒန်းလိုက်တာကြတော့အဲ့ဒီအချိန်တွေမှာရောင်းတဲ့သူတွေမဟုတ်တောက်တဲ့သူကိုပါဖမ်းဆီးအေးအေးမယ်သူ့ရဲ့ပြစ်ဒဏ်ပြထားတော့ထိုင်းဘက်ဝင်တတောင်းလို့ပြထားတယ်ဒါပေမဲ့ကျွန်တော်တို့တိရမှာကအခုမြန်မာပြည်သားတိရနှစ်နာရီကြော်သွားပြီညနေ၃နာရီလောက်မှာလက်ခေါင်ပလေးလေးကင်ထားမယ် ပလိတ်ကတွေ့ပြီဟာလာသာသေးပြီတော့ဟမ်ပြီးရင်အဲ့ဒီအရက်တင်စစ်မထင်တာဖုံးပေးဖုံးထဲမှာမှတ်ထားတဲ့ဟာကနန်းနှလုံးတုံးလုံးချဲကနန်းတွေ stock slot gain တွေပါရရှိဖတ်အေးယူပြီနော်ပြီးအထောက်ထားအများကြီးပဲအေးယူစရာလေနော်အထောက်ထားကြီးကိုယ်မှာအထောက်ထားရှိတယ်ဆိုတိုင်းလေတချို့တလေမပေါ့ပါနဲ့ကိုယ့်ရဲ့အထောက်ထားကကိုလုံနေတဲ့အလုံရှင်နဲ့တိုက်ညီမှုရှိတာကိုကတဘောမောင်ဖြူဆိုတဲ့တထေးနံမင်းနဲ့ဝက်ပါမင်းလောက်ထားတယ် အဲ့ဒီနေတိုင်းဝင်တက်တန်းတစ်ခုပွင့်နေပန်းအောင်ဖြစ်ဖြစ်အဲပန်းအောင်ကပ်ဖြစ်ဖြစ် CI ဖြစ်ဖြစ်ပတ်စိုးဖြစ်ဖြစ်လှုပ်ထားတယ်ပေါ့ဒါပေမဲ့ကိုလက်ရှိလှုပ်နေတာကအဲ့ဒီမောင်ကျူဆိုတဲ့တထဲမှာမဟုတ်ဘူးမောင်နီဆိုတဲ့တထဲရှိမှာရောက်နေမယ်ဆိုရင်ဖန်းစီးလို့ရပါတယ်ဒါကိုလည်းခဏခဏပြောတယ်ဒီနေ့အချိန်ကြီးတချို့တွေအဲ့ဒါလေးတော့မတိတဲ့လူတွေအများကြီးရှိတယ်နော်လုံးဝမရပါဘူးအဲ့တော့ကိုယ့်ရဲ့လှုပ်ထားတဲ့အထောက်ထားတွေမှာကိုယ့်ရဲ့အလုံးလုံးခွင့်ဝပ်ပမစ်ထဲမှာဘဒူတထဲနံမယ်နဲ့ကိုလှုပ်နေတဲ့အလုပ်ရဲ့တထဲနဲ့ကိုင်ညီမှုရှိလား နော်နောက်တစ်ခုကနေထိုင်ခွင့်နေကိုကလေးကပြောကိုမှာဗီဇာအထောက်ထားတွေရှိလားဒါတွေကိုတည်တည်ရှာကြည့်ပါထိုင်းနိုင်ငံမှာလည်းအခုနောက်ပိုင်းမှာနိုင်ငံရေးသူတို့နိုင်ငံရေးရဲ့အရှုပ်ချင်းတွေရှိပါတယ်အဲ့ဒီဂျားထဲမှာကျွန်တော်တို့မြမနိုင်ငံရေးရဲ့အရှုပ်ချင်းတွေတစ်ခုဂျားထဲမှာပြည်သူတွေအနေနဲ့နေတာထိုင်တာမတတ်လို့ရှိရင်ညှိဝါနိုင်ပါတယ်အဲ့တော့ဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့နိုင်ငံရေးအတွက်အခုကျွန်တော်တို့ဆိုတာပို့ရင်လင်းပြောမယ်ကျွန်တော်တို့ကိုယ်နိုင်ငံအတွက်အလုပ်လုပ်နေတယ်ထောက်ဖို့လုပ်နေတယ် ဒါပေမဲ့တို့နိုင်ငံမှာလည်းတဟဆတာဖြစ်အောင်နေရသေးတယ်။ဒါပေမဲ့တဟဆတာဖြစ်အောင်မနေလို့ရဘူး။တို့နိုင်ငံရဲ့အရှုပ်တွေကိုဝင်သွားလို့မရပြန်ဘူး။အဲ့တော့ပေါင်းတဲ့တင်းနဲ့ပတ်သက်တဲ့နေရာမှာလည်းကျွန်တော်ဂရင်းကပြောဒီပါတီကိုကျွန်တော်တို့ကပေါင်းလိုက်မယ်ဆိုရင်လေဟိုပါတီနဲ့ညှိစရာဖြစ်သွားမယ်။အော်ဒီအစိုးရကိုပေါင်းလိုက်မယ်ဆိုရင်လေဌာနဆိုင်ရာတွေနဲ့ညှိစရာဖြစ်သွားကျွန်တော်အများကြီးပဲညှိစရာကြီးကဒါကြောင့်မလို့ကျွန်တော်ထိုင်းမှာရောက်နေတဲ့လူတွေအနေနဲ့ဘယ်အခြေခံလူဒန်းစားကစပြီးတော့ကျောင်းလာတက်တဲ့လူတစ်ထည့်တစ်ကျော်တွေပဲဖြစ်ဖြစ်သူတို့နိုင်ငံရဲ့ အလေးထားတဲ့အရာတွေကိုကျွန်တော်မညှိဖို့လိုတယ်သူတို့နိုင်ငံရေးကြားထဲကိုမဝင်သွားဖို့လိုတယ်အထူးသဖြင့်တော့အောက်ခြေအလုပ်တမားတွေပေါ့နော်ကျွန်တော်တို့ညီကောင်မောင်တို့အလုပ်တမားတွေအနေနဲ့ကသူတို့ရဲ့တားမြစ်ထားတဲ့ဥပဒေတွေကိုတရေချာလေးစားလိုက်နာပါအခုအရက်ဆိုရင်ပို့ဆိုးပါလေဗမာမြန်မာပြည်သားတွေကဟိုရှင်းပြောရတော့ဗျာညဆက်နှစ်နာရီကြော်ရင်တော့မှရအောင်လိုက်ဝယ်ပြီးတော့တောက်ကြတယ်ဒါကွေ့လေးပြောကျွန်တော်တို့တပါဘာလို့ဆိုတော့လူတွေကစွန့်ပြီးလို့ရှိရင်တောက်ကြတာပဲလေတောက်ကြရင်ညဆက်နှစ်နာရီဆိုခဏလေးကုန်သွားဟာတကယ်ကအရက်စုတောက်ကြမဲ့လူတွေဆို ဆက်နှစ်နိုင်ရဘယ်မဝတ်နေအဲ့ဒါဆက်နှစ်နိုင်ကျော်ဝင်ဆယ်မိမဝယ်လို့မရဘူးဆယ်မိလည်းမိမဝယ်လို့မရဘာလို့လဲအပြင်အလုတ်ဝယ်လို့ရတဲ့ site မှာကျွန်တော်တို့ရအောင်လိုက်ဝယ်ကြရမလားဝယ်ပါလေအကောင့်ဝယ်တယ်ကျွန်တော်တို့ကိုယ်တိုင်နဲ့ဝယ်တယ်တောက်ခဲ့တဲ့အချိန်တွေတော့ပါဘောနော်အဲ့တော့အဲ့လိုဝယ်တဲ့ဟာမျိုးကြလို့ရှိရင်လမ်းမှာပလိတ်တွေ့လာနဲ့အခြားအထောက်ထားရှိရှိမရှိလောတဲ့အဲ့ဒီတစ်ချက်နဲ့တင်ဖန်စီရေးယူရပြီကိုဒါကြောင့်မလို့ထိုင်းရောက်နေတဲ့ညီကောင်မောင်တို့ကနေလုံးဝတတိထားပါဖြစ်နိုင်မယ်ဆိုပြဒီကလာကျွန်တော်တို့တွေကလေ ထိုင်းမှာပဲနေနေစင်ကာပူမှာနေမလေးရှားမှာနေနောက်ဆုံးကိုမိခင်မြန်မာပြည်မှာပဲနေနေအပျော်အပါအတောက်အစားတွေကိုကျွန်တော်တတ်နိုင်တဲ့လောက်ရှော့ကြပါကျွန်တော်တို့တိုင်းပြည်ပြစ်နေပါတယ်နော်ထပ်ပြောပါမယ်ကျွန်တော်တို့တိုင်းပြည်ပြစ်နေတယ်ဘာသာရေးကကြည့်မယ်ဆိုရင်ကတ်ဆိုင်နေတာပါခင်ဗျားတို့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဩဃာရကတော့ဂျိုးထဲမှာကတ်ကြီး၃ပါးဆိုတဲ့စကားကြားဖို့မှာပါအေးအဲ့ဒီကတ်ကြီး၃ပါးလုံးမြန်မာပြည်မှာရောက်နေတာပါနော်မြန်မာပြည်မှာဘာဆိုင်နေတယ် ကတ်ကြီးဆိုင်နေတာရထားကြီးဆိုင်နေတာမဟုတ်ဘူးเนาะဒီရထားကြီးထွက်တော့မယ်ဆိုဆိုပြီးတော့မဲဆွဲခဲ့တဲ့ကာလမဟုတ်တော့ဘူးကတ်ကြီးဆိုင်နေတဲ့ကာလဖြစ်တဲ့အတွက်အပျော်အပါးတွေအတောင်အစားတွေเนาะမလိုမုန်းနှမှုတွေအကုတို့အလုပ်တွေကျွန်တော်တို့တတ်နိုင်သလောက်ရှော့ဖို့လိုတယ်ကျွန်တော်နိုင်ငံအတွက်လုပ်တဲ့နေရာမှာလည်းအကုတို့စိတ်ပုပ်ကိုရေးအညှိုးတရားနဲ့ကျွန်တော်လုပ်ကျွန်တော်ဆိုရင်လေအမြင်သတိထားတယ်နော်အမြတ်တိအခုငပောက်တို့တော်စိုးတို့ကြော်မျိုးမင်းတို့ဒီလူတွေနဲ့ကျွန်တော်အပြင်မှာလည်းမတည်ဘူးပုံပုံရေးရလည်းမတည်ဘူး ပုပ်ကိုရေးရလဲဆက်ဆက်မှုအကြောင်းမရှိဘူးဒါပေမဲ့နိုင်ငံရေးရအဲ့လိုနိုင်ငံရေးရဆက်ဆက်နေပုပ်ကိုရေးအာကာသတွေမပါဖို့တတိထားတဲ့ကိုယ့်ကိုယ်ကိုလေဘာဖြစ်ကျွန်တော်နိုင်ငံအတွက်အလုပ်လုပ်နေတယ်မှာပုပ်ကိုရေးအာကာသတွေပါဝါမယ်ဆိုရင်လမ်းလွှဲဝါတက်တယ်เนาะဒါကြောင့်မလို့ထိုင်းမှာရှိတဲ့ညီကောင်မောင်တို့ကလည်းအနေနဲ့တယောက်နဲ့တယောက်စောင့်ရှောက်ပေးကြပါเนาะနံပါတ်1အခုကျွန်တော်တို့ပလိုက်တဲ့အဖွဲ့အစည်းတွေရှိတယ်ပြထိုင်းမှာအရင်ခက်ကဆိုဟိုအရင်ခက်ကိုရဲမင်းတို့ဥက္ကဋ္ဌကြီးတို့เนาะစုလုပ်ခဲ့တဲ့ဒီ AAC ခက်ကဆိုရင် ်ပရိုက်ဒါအဖွဲ့တွေလည်းမရှိဘူးရှိတဲ့ AAC ကိုလည်းအားလုံးကဝင်းရံပြီးတော့တန်ယုံကအစအလုတ်ပိုင်ဝင်းနေချပေးတယ်ဆိုတော့အင်အားကောင်းကောင်းနဲ့အလုတ်လုတ်ပေးနိုင်တယ်ပြည်သူတို့အခုဒီနေ့ခေတ်မှာဆိုတော့အဲ့လိုတရားဝင်အလုတ်လုတ်ခွင့်ကိုလည်းတန်ယုံကလည်းမပေးဘူးလို့မှာအလုတ်တိတဲ့အတိုင်းထိုင်းဆိုရလည်းပေးထားတာမရှိတဲ့အတွက်ကျွန်တော်တို့ကူညီတဲ့လူတွေအနေနဲ့နားလည်မှုနဲ့ကူညီနေရတယ်အဲ့ဒီအတွက်အလုတ်တွေကထင်သလောက်မပေါက်ဘူးဘာလို့စိတ်ယုံတယုံသွားမှာဗျာ စေယုံတေယုံကျွန်တော်တို့အမှုကိစ္စတစ်ခုတိုင်အောင်တွားမယ်ကျွန်တော်စေယုံနဲ့ဝင်ပြီဆိုတာစေယုံပိုင်ရှင်ကိုခွင့်တောင်းရမယ်ကျွန်တော်ဝင်ချင်းဝင်ရလို့မရဘူးမျက်စေယုံဝင်သူပိုင်နဲ့ကိုဝင်ပြီဆိုတာသူပိုင်ရှင်ကိုခွင့်တောင်းရမယ်ပိုင်ရှင်ရဲ့အဲ့မှာလာပြီခင်ဗျားတို့ဘယ်အဖွဲ့စည်းရလဲခင်ဗျားဘာတောင်းမှရှိလဲအဲအဲ့အစပြက်တနာတက်ပြီဟုတ်တယ်မလားဒါကြောင့်မလို့ဒီနေ့ time မှာရောက်နေတဲ့ကုညီကယ်ဆယ်ရေးလုပ်နေတဲ့သူတွေအားလုံးကခက်ခဲတဲ့ကြားတွေကနေဒီကိုနိုင်ငံသားတွေအတွက် ရတဲ့နေရာကရတဲ့ဝိုင်းကူညီပေးနေကြတာဖြစ်တဲ့အတွက်ကူညီကယ်ဆယ်ပေးနေတဲ့အဖွဲ့အစည်းတွေကိုလည်းဝင်းရံဖို့လိုတလို့နေတာထိုင်တာလေးပဲကျွန်တော်တို့တို့ကဘွားနာမယ်ကိုဘွားကိုနာကြရမယ်ဘာဖြစ်လို့လဲကိုပြည်ဒီမှာနေလို့မရဘူးလောက်ကန်စားတော့မရဘူးအဲ့ဒုက္ခတွေခံပြီးသူများနိုင်ငံမှာမျက်နှာငယ်လေးရင်မနာကြဘူးလားကျွန်တော်ကတော့ရင်နာတယ်ဗျဒါပုံရင်လေးပြောတာနော်ကျွန်တော်တို့တွေကဒီလိုနေကျွန်တော်ဆိုရင်လေမွေးတဲ့ကနေသူများကျွန်လောက်ခဲ့တာထုံးတယ်မရှိဘူးကိုကတော့သူများကိုနှားလောက်ခဲ့တယ်နော်ဒါပေမဲ့ထိုင်းရောက်လာတဲ့အချိန်မှာကိုထင်ထားတာတော့ အာနိုင်ငံခြားမှာအလုပ်လုပ်တယ်ဆိုရင်အာကွန်ပျူတာတွေပါတယ်အဲဝန်ကထဲမှာတကယ်ဟာဒီကြောက်တော့ခိုးဖြစ်တာတော့ဟိုကောင်တွေပြောနေပါဘာဖြစ်လဲအဲကွတ်တီကိုဆိုင်ပကံစေးတာဟိုပကံတော့မစေးဘူးပါဘူးနော်စပွဲလည်းမထိုးဘူးပါဘူးဒါပေမဲ့သူတို့ပြောသလိုပေါ့ကျွန်တော်ဆိုရင်ဒါအကျော်ဆရာနော်အကျော်ဆရာလောက်ခဲ့တာစားတော့ဆိုင်မှာနှစ်ပေါင်းများစွာပဲနော်ကျွန်တော်စတစ်တို့ဒီစားတော့ဆိုင်ရက်ဆိုင်တစ်ခုမှထွက်တဲ့အကျော်ပေါင်း20 30ကျွန်တော်အကုန်မလုပ်တတ်တာမရှိဘူးပြီးလို့ရှိရင်ဒီစပါဂတိတို့ ပြီးလို့ရှိရင်မွန်ကထတ်တို့မွန်ကထတ်မှာပါတဲ့ soft တွေနမ်ချင်းတွေပေါ့အဲ့ဒီ soft တွေကျွန်တော်လုတ်တဲ့တော့မမကောင်လီ soft တွေဒါမျိုးတွေကျွန်တော်လုတ်လာခဲ့တယ်ဒါပေမဲ့ဟိုအဲ့ဒါလို့လုတ်လာခဲ့တယ်သူများခိုင်းတာကိုလုတ်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘဝတွေကနာဖို့ကောင်းတယ်ရင်နာတယ်ကျွန်တော်ကတော့ငါသူများခိုင်းဖို့နေလာခဲ့တဲ့ကောင်မဟုတ်ဘဲနဲ့သူများကကိုခိုင်းပြီးတော့နေလာခဲ့တာဒါပေမဲ့ဒီရောက်တဲ့ချိန်မှာမလုတ်လို့မရတော့ဘူးလေအဲ့ဒီအတွက်ကျွန်တော်တို့လုတ်အားကားနဲ့အဲ့လိုသူများခိုင်းတာကိုအောက်ကျနောက်ကျရတဲ့ပတ်စံကိုမဖြုံးပြပါနဲ့နော် ိုင်းပြည်အတွက်လိုအပ်တဲ့နေရာအတုံးချတာကလွဲလို့ကို့မိသားစုအကျိုးအတွက်အကျိုးရှိရှိအတုံးဆွဲပါအပျော်အပါးဆိုတာခမားတို့ကျွန်တော်ပတ်စံရှိတဲ့ချိန်တသက်လုံးပျော်လို့ရတယ်ငွေရရှိအောင်ရှောက်ငွေရှိတဲ့လူတယောက်ဟာလောကမှာတင့်နေလိမ့်မယ်အငွေဟာတရားရာဂိုင်းနှုံးလုံးကိုဖြည့်ရှင်းလို့မရပါနဲ့မိသားစုထဲမှာတောင်မှလေကျွန်တော်ပြောမယ်ခမားတို့အခုထိုင်းရောက်နေတယ်ညူမောင်တို့မှ၃ယောက်ရှိတယ်ထားဗျာနှစ်ယောက်ကအရင်မိသားစုကို ပေးခြင်းပေးတယ်မပေးခြင်းမပေးဘူးသူကတို့တောက်စားပျော်ပါနေမယ်ကျန်တဲ့တယောက်ကတော့မိသားစုကိုပုံမှန်ထောက်ပံ့နေရဆိုရင်အဲ့ဒီမိသားစုထဲမှာဘလူဩဇာရှိတယ်အဲ့ဒါအဖြေပဲအော်မိဘကတော့လေတာသမီအကုန်တူတူရှိမှာပဲဒါပေမဲ့ငွေရှိတဲ့သူနဲ့ခွနင်းကပြောသလိုပုံမှန်ကိုကိုတိုင်းလဲစုတယ်စောင်းတယ်မိသားစုတွေထောက်ပံ့တယ်တယောက်ကကျန်တဲ့နှစ်ကောင်ကတော့ဘာမှမရှိဘူးအဲမွဲချောင်းနေတယ်အဲဂိန်းစော်လိုက်အရက်တောင်းလိုက်အပြုတ်ရေတောင်းလိုက်ဟုတ်တယ်မလားဆေးငင်းချလိုက်ရေခဲချလိုက်နေမယ်မိသားစုမှာဘသူရဲ့ဩဇာညောင်းမယ် ဒါကြောင့်မို့လို့အပျော်အပါးဆိုတာပတ်စံရှိလာတဲ့နေ့ကြိုက်တာကိုလုပ်လို့ရတယ်နော်လုံလုံးဆယ်ဒီလိုအောက်ကျနောက်ကျလောက်ကတဲ့ရတဲ့ထွေးနေစားဘူးအပျော်အပါးတွေမလိုလားတဲ့အတုံးဆွဲတွေအဝယ်ပစ္စည်းဝယ်တဲ့ဒီလိုပဲကျွန်တော်သူများနိုင်ငံမှာနေတာဖြစ်တဲ့အတွက်မလိုလားအတိုင်းမဝင်နဲ့ဘဝရက်တည်ရဲ့အတွက်ဒါမှမဟုတ်ရှိတယ်ညင်းညစ်ပတ်ပတ်ဆောက်ဆောက်ပတ်ပတ်နေလို့ပြောတာမဟုတ်ဘူးတန်တန်ရှင်းရှင်းဖြစ်ကြတယ်ကျွန်တော်အများပြောသလိုပေါ့ထိုင်းနေဘလို့ဝစ်စားတယ်အငါတို့မြန်မာပစိုးဝယ်မြန်အကုန်ကြီးတစ်ဖက်ဖက်နဲ့တွေ့ဘူးပါလေပစိုးကိုသူတို့စွန့်ထောင်တော့သူတို့လုထားတယ် အင်းရဟပွဲနဲ့လွယ်အိတ်ကလွယ်ထားတယ်အုတ်ထုတ်ကသလိုဟာကိုစောင်းထားတယ်ပြီးရင်ကိုယ်ကဖူဖူအာအာအာကလေထိုင်းနေတယောက်နေနဲ့တွေ့မယ်သူများနိုင်ငံသားတယောက်နေတွေ့မယ်ဆိုရင်မင်းပါလူမျိုးနဲ့မင်းနေမှာမဟုတ်ဘူးအတူပါမြန်မာလားအော်ကွန်ဆာတာမြန်မာအိုးမြန်မာညစ်ပိုက်တာတွားပြီးတနိုင်ငံတော့တစ်ခါကြတယ်နော်ဒါကြောင့်မို့လို့နေတာထိုင်းတဲ့နေရာညမှာကိုနေ196ဘက်ခဏဝင်လို့ရပြီအနည်းဆုံး196ဘက်တန်ပြခဏအလုံးလုံးတော့နှစ်လဝင်လို့ရတယ်နှစ်လဘလို့ဖြစ်ဝင်လို့ရတယ် ခုနကခြေအစုပ်ကလေးနဲ့ခြေစုပ်ထဲမှာ20နော်ခြေစုပ်ကလေးနဲ့ဘောင်းမီ196ဘက်တန်းဂျင်းဘောင်းမီလေးနှစ်လဝင့်ပြစ်ပလိုက်အယောင်မိတ်ဝိုင်းလာပြစ်ပလိုက်အင်ဂျီ196ဘက်တန်းရပြီခုနကစပွတ်ချအင်ဂျီလေးနဲ့ဘောင်းမီလေးနဲ့ရှူးဖနံလေးနဲ့ဖိုင်းနေဘလို့နေဒီလိုမျိုးကိုတက်တက်နဲ့မနေတတ်ဘူးမလုံးနဲ့ရောမရောက်ရောမလို့ကျင်းရမှာပဲရှင်ခင်ဗျားတို့မွေးတာကလည်းသမင်းစားတတ်တယ်ဘလူးမစားမတတ်ဘူးဟောမွေးမွေးလာကြခင်ဗျားတို့အခုစားနေတဲ့သမင်းတွေဟင်းတွေကိုကုန်ကျုံစားလာတာ မစားလာဘူးဒါလိုပဲကျင့်လာတာမလားအဲ့လိုပဲမဝတ်တတ်ဘူးဆိုတဲ့လူကအဲ့ဒါငပြင်းနော်ငပြင်းငပြင်းဝတ်ဖို့ဝတ်တတ်ကမယ်ရောမရအောင်ရောမရအောင်ကျင့်မထိုင်းနေဘလို့ဝတ်စားစင်ရင်နေထိုင်တယ်သူတို့ဝတ်စားစင်ရင်နေထိုင်တယ်တန်တန်ပြတ်ပြတ်ဝင်တာကိုလည်းနေမယ်ဟောကိုရတဲ့ပတ်စံလေးကိုချုံချံချွေတာစုမယ်ရွှေလေးတမူဒါရတမူဒါတမတ်သားရတမတ်သားလှုပ်ထားမယ်ဟောကိုတိုင်းပြီးပြန်ကောင်းတဲ့အချိန်ကျရင်ဟောကိုမှအရင်ကြီးအစင်းသိရှိပြီ ။အော်ဒီကာလမှာလည်းနိုင်ငံအတွက်ဘယ်ဘယ်ကိုထောက်ပံ့ရင်ဘယ်လိုအကျိုးရှိတယ်ဘယ်အဖွဲ့ကတော့ဘယ်လိုကိုကျိုးရှာတယ်ကိုယ့်ကိုစီစစ်ကျွန်တော်တို့လည်းမယုံနဲ့ဒါကျွန်တော်ပုံဝင်လင်းပြောတာ။ဟာကိုစီထောက်ဖို့လုပ်နေပြန်ကိုစီကတော့အဲမမှန်ကန်လုပ်ပြနေတယ်ထင်တာပဲ။လူတွေဝင်းရံနေတယ်မယုံနဲ့လူဝင်းရန်တိုင်းနဲ့မယုံနဲ့နာမည်ကြီးတိုင်းနဲ့မယုံနဲ့လောက်ပါတယ်ကောင်းပါတယ်ဆိုတိုင်းနဲ့မယုံနဲ့ခမားတို့အမြင်မျက်စိနဲ့ကြည်အုံနောက်နဲ့စဉ်းစားဒါပေမဲ့မလောက်ပဲနဲ့မနေပါနဲ့တိုင်းပြည်အတွက်တလောက်တနေရာကတော့လောက်ပါ ခမရတို့အားလုံးလည်းတိတယ်သူများနိုင်ငံရေးအခြေအနေကိုနိုင်ငံရေးအခြေအနေကိုနိုင်ငံမှာဘာကြောက်သလိုစင်းရဲဆုပ်ပြက်နေရဆိုတာလေလူတိုင်းတိတယ်အဲ့တော့ကိုနိုင်ငံအတွက်တထောက်တနေရကတော့လူတိုင်းလုံးပါဒါပေမဲ့ကိုအတွက်လည်းစုတင်တာစုစောင်းတင်တာစောင်းဟောတော့မှာကျမ်းမာရေးအတွက်အာဟာရဖြစ်မဲ့အစားစားကိုစားမယ်အကျမ်းမာမှာအလုပ်လုပ်နိုင်မှာဘယ်အလုပ်ရှင်ဖြစ်ဖြစ်ထိုင်းမှာလေအလုပ်ကောင်းတဲ့လူကနေရာရှိပြီးသားတနေရာဒါကြောင့်မလို့အခုကျွန်တော်လာဆက်ရောက်အလုပ်ရုံကျွန်တော်ဝင်လုပ်ရဲတယ်ကျွန်တော်တနေရာရအောင်ယူပြမယ် သူများကိုလည်းမကြောဘူးမမောဘူးမကြော်မခွာဘူးအဓိကပါလေအလုပ်ကိုအလုပ်နဲ့တူအောင်လုပ်တတ်ကြဖို့လိုအပ်တယ်အလုပ်ကိုကြိုးစားလုပ်မယ်မပြက်ဘူးပြည့်ရဲမရှိဘူးဒါမျိုးဆိုလို့ရှိရင်အလုပ်ရှင်ကလည်းကိုယ့်ကိုတန်ဖိုးထားမယ်ဝဏ္ဏတွေဖွင့်ချက်ကန်တွေကလည်းကိုယ့်ပေါ်ကိုကိုယ်ကပြောလက်လက်ဆက်ပဲပြောရဲမှမဟုတ်တော့ဒါကြောင့်မို့လို့ထိုင်းမှာရောက်နေတဲ့ညီကောင်တော်ကလည်းအနေနဲ့သတိထားဖို့ဒီဗီဒီယိုပိုင်းလေးကိုတင်လိုက်တာဖြစ်ပါတယ်အဲ့တော့အရက်တောက်တဲ့နေရာမှာနော် ကြည့်ပြီးတော့တောက်ကြပါနော်လုံးဝလုံးဝမလုပ်ပါနဲ့အထူးသဖြင့်စမူစာခွန် KIN ဒဲပတ်ဝန်းကျင်မှာရှိတဲ့ဒူတွေအနေနဲ့အားလုံးတိတဲ့အတိုင်းမဟာဆိုင်နယ်မြေဆိုတာအဖန်စီကျန်းတဲ့အစစ်စင်းများတဲ့အဲ့ဒီအတွေ့တတိထားပြီးနေကြပါကိုဘက်ကစပြီးတော့မမားပါစေနဲ့ကိုဘက်ကမမားပဲနဲ့သူများအနိုင်လာကျင့်တဲ့ဟာမျိုးကကျွန်တော်တို့လိုက်ချေရှင်းပေးရတဲ့ဒူတွေအတွက်လည်းအဆင်ပြေတယ်ဗျငါတို့လူမှန်တယ်ပြောရတာပေါ်စည်းကပြောလို့ရတယ် ောကိုဘကမှားနေငကိုတည်းကမှကိုရီးယားအနိုင်ငံဘဝတခါကိုဘကထမန်းနေတော့တွားဖြည့်ရှင်းတဲ့ကောင်ကမျက်နှာငယ်နေဟုတ်ကဲ့ပါတောင်းမှမလားခေါ်ထိုးခေါ်ထိုးခေါ်ထိုးဆိုအစီမပြေဘူးဟုတ်တယ်မလားဒါကြောင့်မို့လို့ကိုဘကလည်းမှန်အောင်နေမယ်ဆိုရင်ကိုဘကမှန်းနေတာဖြစ်တယ်အော်ဟုတ်ကဲ့ပါကျွန်တော်တို့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 အကျိုးတဲ့အကြောင်းနေတို့ကလည်းကို့နှိမ့်စရာအကြောင်းမရှိတော့အဲ့တော့ကိုဘကမှန်အောင်အရင်နေကြပါလို့ညီကိုမောင်နှမတွေအားလုံးတိုက်တွန်းပါလေဒါဒီဟာလေးကိုလည်းဒီအရက်တောက်ကတဲ့အချိန်လေးကိုလည်းနော်အားလုံးတိအောင်ပြောပြပါမနေ့ဆက်တနာရီကနေ ညနေ9နာရီအတွင်း sorry ညနေ2နာရီအတွင်းညနေ9နာရီကနေည7နာရီအတွင်းပဲအရက်တောက်ချိန်ကန့်တတ်ထားပါတယ်အခြားအချိန်တွေတောက်မဆိုကိုအခန်းထဲမှာကိုတောက်ပါအများတူငါနဲ့စိုင်နဲ့ public area မှာတောက်တုံးဝင်မရှိပါဘူးအားလုံးကိုတည်အောင်လို့ကိုအချင်းချင်းတွေပြောပေးကြပါအရေးကြီးလို့ပါနော်